ထပ်မေးစင်တာလေးရပါတော့ရုရှားနဲ့ယူကရိန်းနိုင်ငံနောက်ဆုံးခြေအနေလေးပါဆရာအဲ့ဒါလေးပြောပြပေးပါဦးရှင်ဟုတ်ကဲ့အရုရှားနဲ့ယူကရိန်းကကျွန်တော်တို့အမေရိကန်ပြည်တော်စုကသမရဒေါ်နယ်ထရန့်ပူတင်နဲ့တွေ့ပြီးတဲ့နောက်ပိုင်းမှာကျွန်တော်တို့ကတော့ငြိမ်းချမ်းရေးအတွက်ပို့ပြီးတော့နှိစက်လာနိုင်မယ်လို့ထင်မြင်ဆခဲ့ပါတယ်။ဒါပေမဲ့ကျွန်တော်တို့ထင်မြင်ဆချက်တွေကမှားယွင်းနေပြီးတော့အခုချိန်မှာတော့အာကျွန်တော်တို့တင်းမာမှုတွေပိုများလာတာတွေ့ရပါတယ်။တင်းမာမှုတွေပိုများလာတာ ဘယ်အခြေအနေထိရောက်သွားလဲဆိုတော့ American ပြည်တော်စုက Tomahawk ဆိုတဲ့ဒုံးကျည်တွေ Ukraine နိုင်ငံကိုပေးမယ်ဆိုတဲ့သတင်းတွေထိထွက်ပေါ်လာတယ်။ထွက်ပေါ်လာတော့ပို့ပြီးတော့မှဆုတ်ထိတ်လာပြီးတော့ဥရောပနိုင်ငံတွေကလည်းဥရောပနိုင်ငံတွေကလည်းကျွန်တော်တို့ဒီ Ukraine ဘက်ကနေပါဝင်ပတ်သက်လာတာမျိုးတွေဖြစ်လာတာဖြစ်တဲ့အတွက်စစ်ကပို့ပြီးတော့ကျေပြန့်လာပါတယ်။ American ပြည်တော်စုက Tomahawk ဒုံးကျည်တွေ Ukraine ကိုတုံးပြွင့်ပေးလိုက်မယ်ဆိုလို့ရှိရင်ရုရှားကလည်း ူတူတန်တန်နဲ့သူ့နိုင်ငံထဲမှာရှိတဲ့စစ်ဖက်နည်းပညာအရထုတ်လုပ်ထားတဲ့ဒုံးပြတ်တွေကိုပြန်လဲသုံးချမယ်ဆိုလို့ရှိရင်ပို့ပြီးတော့မှစစ်ကကျေပြန်လာနိုင်ပါတယ်။အမှန်ကတော့ဒီစစ်ရဲ့အဓိကအကြောင်းတရားကြီးရဲ့အကြောင်းတရားများရဲ့တစ်ခုကတော့တိကျက်ကတော့ကျွန်တော်တို့ယူကရိန်းမှာဇလန်စကီဆိုတဲ့ပုဂ္ဂိုလ်မျိုးနိုင်ငံတောင်းဝင်ရယူလာတာဖြစ်ပါတယ်။ရွေးကောက်ပွဲမှာနိုင်ရရှိတဲ့ဇလန်စကီဟာနိုင်ငံရေးအတွေ့အမြင်ဘူးသူတအတွေ့အကြုံ လိုအပ်နေဆဲပဲဖြစ်ပါတယ်။အဲလိုအချိန်မှာဥရောပနိုင်ငံတွေကနေတိုးအဖွဲ့တွေဝင်ဖို့အတွက်နှစ်ချောင်းပေးပါတယ်။အဲလိုနှစ်ချောင်းပေးတဲ့အချိန်မှာဒီနေတိုးအဖွဲ့တွေကိုယူကရိန်းနိုင်ငံဝင်သွားလို့ရှိရင်ရုရှားနိုင်ငံကတိုက်မယ်ဆိုတာတီးလျက်နဲ့တမင်ရုရှားနိုင်ငံကိုစစ်မြူပြီးတော့စွာပေးလိုက်တာလား။တကယ်ပဲနောက်ဆက်တွဲအကျိုးဆက်တွေကိုမသိဘဲနဲ့ယူကရိန်းကနေတိုးအဖွဲ့တွေကိုဝင်ဖို့ကြိုးစားတာလားဆိုတာကိုလေ့လာဆန်းစစ်ကြမှာဖြစ်ပါတယ်။နောက်ဆုံးအဖြေကတော့ ယူကိနိုင်ငံလည်းနေတိုးအဖွဲ့တွေဝင်လို့မရဘူးဝင်ခွင့်မရဘူးဖြစ်တဲ့နောက်ဆုံးအဖြစ်ကတော့စစ်ဖြစ်ပြီးတော့မှယူကိနိုင်ငံတွေကနေမြေချို့ရုရှားကသိမ်းပိုက်ထားတာဖြစ်ပါတယ်အဲဒီတော့နိုင်ငံတစ်နိုင်ငံမှာတက်လာတဲ့တက်လာတဲ့ခေါင်းဆောင်အူဟာအမတန်အရေးကြီးပါတယ်အချို့နေရာတွေမှာလည်းကျွန်တော်တို့တိန်တောင်သူဖွဲ့မင်းရေးကျဲဆိုတော့နိုင်ငံရေးဆိုတာအမတန်ကျယ်ပြန့်နည်းနည်းပါတယ်တချို့နေရာတွေမှာလည်းကျွန်တော်တို့တမင်ကိုရုရှားနိုင်ငံကြီးကိုအင်အားကျုပ်ရော့သွားအောင် ယူကရိန်းနဲ့ဂျာကန်စစ်ပွဲဆင်နဲထားပြီးတော့မှနေတိုကရုရှားကိုအင်အားကျုပ်ရောက်တော့လုပ်မယ်ဆိုတဲ့မဟာဗျူဟာလေးလည်းရှိကောင်းရှိပါလိမ့်မယ်။ဒါပေမဲ့ယခုလက်ရှိအခြေအနေတော့ရုရှားနိုင်ငံရဲ့အင်အားကျုပ်ရောက်သွားခြင်းမရှိဘဲနဲ့တချို့လေလာသူများရဲ့ပညာရှင်များရဲ့ပြောကြားရရတော့သူကစီးပွားအောင်ပုံဖြစ်နေတယ်ဆိုတဲ့သဘောမျိုးတွေပြောနေကြပါတယ်။ဆိုလိုတာကတော့ကျွန်တော်ရုရှားနိုင်ငံရဲ့ရေနံနဲ့သဘောတော်တန်ငွေကိုဥရောပနိုင်ငံတွေကမဝယ်ဘူး။မဝယ်တဲ့အချိန်မှာ ရုရှားနိုင်ငံဈေးကွက်ရှာပြီးတော့တရုတ်နဲ့အိန္ဒိယကိုတင်ပို့တယ်။တရုတ်နဲ့အိန္ဒိယကိုတင်ပို့တာကဥရောပနိုင်ငံတွေကိုရောင်းထားတဲ့ပို့ပြီးတော့မှတွက်ချိတ်ကိုက်နေတဲ့သဘောမျိုးဖြစ်နေပါ။နောက်တစ်ခုကလည်းမီးကုန်ရန်ကုန်နဲ့ဒီစစ်ကိုရုရှားကမတိုက်ပါဘူး။မတိုက်ဘဲနဲ့နန်းနန်းလေးတိုက်လိုက်ညှားထားလိုက်ဒီစစ်ကိုဒီစစ်ပွဲကြာလေသူ့အတွက်အကျိုးမြတ်ရှိနေဖြစ်လာဖြစ်တဲ့အတွက်နောက်ဆုံးဖြေရပါပေါ့။ဒါလည်းဆိုတော့ယူကရိန်းပြည်သူတွေတည်တယ်။ကျွန်တော်တို့ဥရောပနိုင်ငံတွေနေတို့ဖွဲ့ဝင်နိုင်ငံတွေထဲမှာ ကျွန်တော်တို့အကြောင်းတွေထင်လာပြီးတော့မှငွေကြေးရအကူအညီဘယ်လိုဆက်ပေးမလဲလက်နက်ခဲယမ်းတွေအကူအညီတွေဘယ်လိုဆက်ပေးမလဲဆိုတဲ့အပေါ်မှာဝိဝါဒတွေကွဲလာတာဖြစ်ပါတယ်အဲ့တော့နောက်ဆုံးမှာတော့ကျွန်တော်တို့ဒီနေတို့ဖွဲ့တယ်မှာအမေအမေရိကန်ပြည်တော်စုနဲ့အတူအခြားသောဥရောပနိုင်ငံတွေကြားမှာဒေါ်လာကွဲလဲမှုတွေပေါ်ပေါက်လာနေတာဖြစ်ပါတယ်အဲ့တော့နောက်ဆုံးလက်ရှိအခြေအနေများအထိလေ့လာကြရတော့စစ်ပွဲကပုံမှုပြီးတော့မှအချိန်မြင့်လာမဲ့ အရေးအောင်တွေ့ရှိရတော့လဲဆွေးနွေးညှိနှိုင်းမှုတွေဆောင်ရွက်နေဆဲပဲဖြစ်ပါတယ်။မေရီယန်ဒီတော်စုရဲ့တော်မဟော့ဒုံးကြီးလက်တွေ့ကြကြနဲ့မြေပြင်မှာအုံပြုတ်ွင့်ပေးလိုက်လို့ရှင်ရုရှားနိုင်ငံကလည်းဒူဒူတန်တန်တုံ့ပြန်လာနိုင်ွယ်ရှိတယ်လို့လေလာသိရှိရပါတယ်။ဟုတ်ကဲ့ပါဆရာအခုဆိုရင်အရှိလေပါကြိုတင်လာလေရတယ်။နိုင်ငံကစာမျက်နှာထပ်မအရင်ပေါ်လို့ရနေပါဆရာဒီကိစ္စလေးရတဲ့ဒီရောဘလို့ချိန်လေးတိုင်းတိုင်းရောက်သွားပြီလဲဆိုတာပြောပြပေးပါအောင်ရှင်။ဟုတ်ကဲ့ ဒီเจ้าညာကလည်းအခုလက်ရှိပေါ့လေကျွန်တော်တို့ယနေ့နောက်ဆုံးအချိန်အထိအမြဲတမ်းစိတ်ဝင်စားဖို့ကောင်းတဲ့သတင်းလေးတစ်ခုဖြစ်ပါတယ်။အဲလိုရင်းကတော့အာကျွန်တော်တို့2023ခုနှစ်အောက်တိုဘာလ9ရက်နေ့ကစခဲ့တဲ့အာ Israel နဲ့ Hamas ဖြစ်စဉ်ပေါ့လေစစ်ပွဲစလိုက်တယ်။စလိုက်ပြီးအခုဆိုနှစ်နှစ်တင်းတင်းပြည့်သွားပြီဖြစ်ပါတယ်။အဲဒီနှစ်နှစ်တင်းတင်းပြည့်သွားတဲ့အချိန်မှာ2023ခုနှစ်အောက်တိုဘာလ9ရက်နေ့မှာဂျူးဥပုပ် ဖတ်တဲ့နေ့မှာစဖြစ်တာဖြစ်တော့ဟာမတ်စီကကျွန်တော်တို့ဒီအစ္စရေးနိုင်ငံနဲ့နောက်ဘက်ကန်ဒေသတွေမှာရှိတဲ့ခြံစည်းရိုးကြော်တဲ့ဝင်တဲ့ဒီဘာသာရေးရဘာသာရေးပွဲတော့လုပ်နေတဲ့ဂျူးတွေကိုဖမ်းတယ်အရှင်ဖမ်းတယ်ပြီးတော့မှတတ်တယ်ဖြတ်တယ်စသဖြင့်ပေါ့လေပြီးရင်ခြံစည်းရိုးတွေကြော်ပြီးတော့ဒုံးကျည်တွေနဲ့ပြစ်တယ်ပြရနေပြီးတော့မှဒီစစ်ပွဲကြီးစတင်ပြီးတော့အစ္စရေးကပြန်ပြီးတော့မှ process ဖြစ်ပါတယ်။ process ဆင်တော့အနှစ်ချုပ်ပြောရအောင်နှစ်နှစ်တာကာလအတွင်းမှာတချို့သူတို့အပြောရပါလေ။အာ Israel ဘက်ကလည်း2500ကျော်လောက်ပြေဆုံးပါတယ်။အာကျွန်တော်တို့ Palestine ဘက်ကလည်း4000ကျော်လောက်ပြေဆုံးတယ်လို့ပြောပါတယ်။အဲဒီတော့အပြန်အလှန်တိုက်ကြခိုက်ကြရင်းနဲ့အီရန်နိုင်ငံအတွင်းထဲမှာရှိတဲ့ Hamas ခေါင်းဆောင်တွေလည်း တုတ်တေရှင်နေခံရတယ်လေမလုံးမှာရှိတဲ့ရှုသောကောင်းဆောင်တွေတုတ်တေခံရတယ်အဲ့လိုဖြစ်ပြီးတော့မှနောက်ဆုံးကဘာပေါ်မှာမဖြစ်လာလဲဆိုတော့အစ္စရေးနိုင်ငံဟာအင်အားအလုံးအကျုံအသုံးပြုပြီးတော့မှဂါဇာတို့ပါလက်စတိုင်းတို့တိုက်ခိုက်တာဖြစ်တဲ့အတွက်လူတွေမတရားသိနေပါတယ်အဲ့ဒီအနေပြီးတော့မှတဖြည်းဖြည်းနိုင်ငံရေးရချက်တွေပြီးတော့မှဒီပါလက်စတိုင်းနိုင်ငံပေါ်ထွန်းရေးကိစ္စအတွက်ကိုကူပြောင်းလာတဲ့ပါလက်စတိုင်းနိုင်ငံကိုထောက်ခံဖို့အတွက်လှုပ်လာတဲ့ ဣသရေလနိုင်ငံရနေပြီးတော့အာကျွန်တော်လူမျိုးတုံးတက်ဖြတ်နေတယ်ဆိုတာကြီးပုံပေါ်ပြီးတော့မှစနစ်ကျလုံလာလိုက်တာနောက်ဆုံးတော့ဒီကိစ္စရနဲ့ပတ်သက်ပြီးတော့ကမ္ဘာကောင်းဆောင်တွေကဆွေးနွေးညှိနှိုင်းပြီးတော့မှညဉ့်ညရေးလုပ်ငန်းတွေလုပ်ပါတယ်လုပ်တာတော့အခုမှမဟုတ်ပါဘူးပထမအဆင့်အားလဲကျွန်တော်ဆွေးနွေးညှိနှိုင်းတယ်ဆွေးနွေးညှိနှိုင်းပြီးတော့မှဟိုအကောင့်ထဲပေါ်တဲ့နေရာမှာအပြန်လန်းအကောင့်ထဲပေါ်တဲ့နေရာမှာ Hamas ဖက်ကချိုးရင်းအာဏာချက်တွေရှိနေပါထူးခြားတာကတော့ အခုလို Hamas နဲ့တခြားသောကျွန်တော်တို့အဖွဲ့အစည်းတွေပေါ့လေကျွန်တော်တို့ Hamas တို့ Hezbollah တို့ Houthi တို့ ਨੇ ပတ်သက်ပြီးတော့ဖြစ်လာတဲ့အချိန်မှာဒီသက်ဆိုင်ရာအကြမ်းဖက်အဖွဲ့အစည်းတွေရဲ့လိုအပ်ချက်တွေပေါ်ကိုပေါ်ပြတာတို့ကျွန်တော်တို့ရေးသားတာတို့ဆောင်ပေးတာတို့အမြဲတမ်းအားနည်းပါတယ်အားနည်းပြီးတော့မှ Israel ရဲ့လုံဆောင်ချက်ကိုပဲကျွန်တော်တို့အထူးအလေးထားပေါ်ပြနေတာဖြစ်တဲ့အတွက်ကမ္ဘာပြည်သူပြည်သားတွေမှာလည်းကျွန်တော်တို့သတင်းချက်လက်ပိုင်းဆိုင်ရာမီဒီယာပိုင်းဆိုင်ရာတွေမှာ လဲစားမာယာများခံရတာရှိပါတယ်။ကြည့်တော့နောက်ဆုံးအခြေအနေကတော့ဘယ်လောက်ကြီးဖြစ်လာလဲဆိုတော့ကျွန်တော်တို့ဂါဇာကမ်းမြောင်မှာရှိတဲ့ပြည်သူပြည်သားတွေစာနယ်ဧကတွေဆေးဝါးတွေလိုအပ်နေတယ်။အဲဒီအတွက်ကိုကျွန်တော်တို့ပင်လယ်ရေကြောင်းနေပြီးတော့မှသမောတွေနဲ့စာနယ်ဧကတွေပို့တယ်။ပို့တဲ့အချိန်မှာဒေါ်နယ်ထရန့်ကအမေရိကန်သမ္မတကအေဂျင့်နိုင်ငံအလက်ဇန်ဒရီးယားကိုသွားတယ်ဆွေးနွေးပြီးတော့မှနှစ်ဖက်ပေါ့ကျွန်တော်တို့တွေ့ကြုံဆွေးနွေးပွဲတွေလုပ်ပါတယ်။အော်တိုဘာလကျွန်တော်တို့အခု အဲ14ရက်နေ့လောက်မှာပဲကျွန်တော်တို့သေချာတွေ့ပြီးတော့ဆွေးနွေးပါတယ်ဆွေးနွေးတော့ဖာနိုင်ခါရီဈေးဝါးတွေတင်လာတဲ့သမောတွေလည်းကျွန်တော်တို့နောက်ဖက်ကန်ကာဇာကန်မြောင်ကိုကခွင့်ပေးဖို့ကဆက်ထဲမှာပဲဒီဟာမတ်ဆီယာဖမ်းဆီးထားတဲ့အစ္စရေးလူမျိုးတွေကိုပြန်လည်လွှဲပြောင်းပေးဖို့အတွက်သဘောတူကြပါတယ်သဘောတူကြပြီးတော့မှဟာမတ်စာဖန်ဆီးထားတဲ့ထဲမှာအသက်ရှင်တဲ့လူရှိတယ်၊သေတဲ့လူရှိတယ်၊ရှင်တဲ့လူတွေအတွက်ကိုလည်းပြန်လွှဲပြောင်းပေးဖို့ဆိုတော့လုပ်တယ် အစ္စရေးကလည်းအပြန်အလှန်အားဖြင့်ရခိုင်တော်ကအစ္စရေးဖမ်းဆီးထားတဲ့ပါလက်စတိုင်းအကျဉ်းသားတွေထောင်ထဲချီယူပြီးလွှတ်ပေးရတယ်။လွှတ်ပေးတဲ့နေရာမှာနောက်ဆုံးဘာပြဿနာသွားဖြစ်လဲဆိုတော့အခုဟားမတ်အဖွဲ့ရနေပြီးတော့မှပြန်ပြီးဆွဲထားရတဲ့လူတွေထဲမှာသူတပ်လိုက်တဲ့လူတွေရှိတယ်။တပ်လိုက်တဲ့ရုပ်လောင်းတွေပြန်လွှဲပေးဖို့မှာရုပ်လောင်းတွေပြောင်းနေတယ်ဆိုတော့ဖြစ်လာပါတယ်။ဖြစ်လာတော့ကျွန်တော်တို့ကပြောချင်တာကဒီလိုစကားတွေမပြောခင်မှာအစောကြီးတည်းကကျွန်တော်တို့ထည့်ပြောလိုက်ကျွန်တော်တို့ကတော့ ဟလာကျွန်တော်တို့58ယောက်မှာ28ယောက်တော့အလောင်းနေရတော့ကျွန်တော်တို့မရှိတော့ပါဘူးဆိုတော့အမှန်မှန်ကန်ကန်ပြောလိုက်ပေါ့အဲ့မှာအလောင်းဆိုပြီးတော့မှလူသေအလောင်းယူသွားတော့ဟိုကအစ္စရေးကအဲ့ dead body ယူကိုကျွန်တော်တို့ forensic medicine ဆိုတာမှုကင်းဆိုင်ရာဆေးပညာနဲ့စစ်လိုက်တဲ့အချိန်မှာသူတို့အစ္စရေးလူမျိုးမဟုတ်ဘူးဖြစ်နေမဟုတ်ဘူးဖြစ်နေတဲ့အချိန်ကြတော့မှသူတို့ဖမ်းသွားတဲ့တရားခံတွေထဲမှာတည်သွားတဲ့လူတွေအလောင်းတွေမရှိတော့ဘူးဆိုတာ ြောလာတော့အစ္စရေးကအခုအမတန်အမျက်ဒေါသထွက်ပြီးတော့မှဂါဇာထဲကိုပြန်ပြီးတော့ထိုးစစ်ဆင်မယ်ဆိုတဲ့အခြေအနေမျိုးဖြစ်လာပါတယ်။ပြောချင်တာကတော့ကျွန်တော်တို့ကလူတွေလူပေါင်းဖွဲ့စည်းမှာခုနကျွန်တော်ပထဝီရေးရာရဘာသာရေးရလူပုဂ္ဂိုလ်ရေးရာရစသဖြင့်အစွဲလမ်းတွေရှိနေပြီးတော့မှအပြန်အလှန်တတ်နေခြင်းတွေဟာဘာမှအကျိုးမရှိပါဘူး။ အဲ့တော့ကျွန်တော်ဆွေးနွေးပွဲတွေနေရာမှာနိုင်ငံတွေအလိုက်ဖွဲ့စည်းလိုက်ဆွေးနွေးတဲ့နေရာမှာလည်းလူကြီးလူကောင်းဆက်ကဆွေးနွေးဖို့လိုပါတယ်အစကနဦးတွေကပြောလိုက်ပေါ့လေကျွန်တော်ဒီလိုဒီလိုပဲဖန်ဆီးထားတဲ့ဒဇာကန်တွေကတည်သွားတဲ့အလောင်းတွေတော့ဘယ်သူဘယ်သူတွေကတော့မရှိတော့ပါဘူးပြောလိုက်ဖို့လိုအခုကမဟုတ်ဘဲနဲ့သဘောတူညီချက်အရအစ္စရေးနိုင်ငံကသူတို့အချင်းောင်တွေမှာရှိတဲ့ပါကစ္စတန်အရှင်တွေကိုလက်ခံပြီးတဲ့အချိန်ကြတော့မှသူတို့ကအဲ့လိုပြောတော့အစ္စရေးကအမျက်တော်သွားထွက်လာ ထွက်လာတော့ကျွန်တော်တို့ကကမ္ဘာညက်နေစာတွေမှာဘာတွေဖြစ်နေလဲဆိုတာဒါမျိုးလောက်ရက်တွေကိုကမ္ဘာလူသားတွေသိဖို့နေရအမတန်နေတာเนาะအဲ့ဒီလိုလေးနေတာဖြစ်တဲ့အတွက်နောက်ဆုံးတော့ဂျာနိုင်ငံတွေကဝင်ရောက်ပြီးတော့ဖြန့်ပြေးပေးညာသဘောတူညီကျရတာမှာ၃ရက်လောက်ပဲရှိနေတယ်အခုပြန်ပြီးတော့မှခြားရမယ်ဆိုတပြေးချင်းနဲ့စေရေးတပြေးပြင်ဖြစ်လာတယ်အဲ့တော့တချို့ဟာတွေမှာတော့ဟလာကျွန်တော်တို့ကဘလိုပဲအကြောင်းတရားတွေပဲရှိရှိလူကြီးလူကောင်းဆန်းဆန်း ဆွေးနွေးပြုမှုတင်တယ်လို့ယူဆတယ်။နောက်တစ်ခုကလည်းအရှိလေပိုင်းမှာရှိတဲ့အကြံဖတ်မှုကိုဘောင်းဆောင်ကိုမြည်သူတွေကအပြေအမြောက်ပြုနေတယ်၊ကဘာတမန်မှာပြန်ထောင်မြည်သူတွေကလှုပ်ဆောင်နေတယ်လေဆိုတဲ့ဟာကိုလည်းပတ်ဆိုင်ရာနိုင်ငံတွေကအထူးလေးထားပြီးတော့ဆောင်ရွက်ဖို့လိုနေပါတယ်။အခုလက်ရှိမြန်မာမှာတွေ့နေတာတော့ဘာသာကြားတစ်ခုရဲ့အစွန်ရောက်တဲ့ဘာသာရေးဟာဥရောပမှာလည်းပြန့်နှံ့လာတယ်။အခြားသောဒေသတွေမှာလည်းပြန့်နှံ့လာတယ်။မိမိရဲ့ကိုယ်ွယ်ယုံကြည်မှုဘာသာတရားနဲ့ မတူညီဘူးစန့်ကျင်တယ်ဆိုလို့ချင်းတခြားလူပုံကိုယ်တွေကိုဝိစာတိတ်ရှိလို့ဆိုရဲမြင်တဲ့အမြင်တွေကြောင်းလဲပြရမှာဖြစ်ပါတယ်။နောက်ဆုံးအချိန်နေရာကတော့မွန်မြတ်တဲ့ဘာသာရေးတွေပေါ်ထွန်းရာအခြေအနေပိုင်းဒေတာဟာအခုချိန်ထိစင်စာတင့်နေပြီးတော့တွင်းနေကြနေရဆဲပဲဖြစ်ပါတယ်။အဲဒီစင်စာတင့်တွင်းနေကြနေရတဲ့အခြေအနေတွေအလုံးကြော်လွန်နိုင်ဖို့အတွက်ခြုံငိမ့်နိုင်ဖို့အတွက်ဒေတာတွင်မှာရှိတဲ့နိုင်ငံအသီးရိယာခေါင်းဆောင်တွေပြည်သူတွေအလုံးဟာ အာစိတ်တက်မြင်မာဖို့လိုပါတယ်အတွေးခေါ်ရှင်သန်ရင်ကျက်ဖို့လိုအပ်ပါတယ်ဉာဏ်ဉာဏ်စွာအတူနေထိုင်မယ်ဆိုတော့အကြောင်းတရားလေးရှိဖို့လိုပါတယ်ကျွန်တော်မြန်မာနိုင်ငံမှာရှိပါတယ်ကျွန်တော်ဆရာကြီးကျော်အောင်ကြီးထားတဲ့ဟိုဂျေရုဆလင်ဆိုတဲ့စာအုပ်ရှိပါတယ်ကျွန်တော်ဖတ်ကြည့်တာပေါ့ဖတ်ကြည့်တဲ့အချိန်မှာဒီဂျူးဘာသာခရစ်ယာန်ဘာသာ အစ္စလာမ်ဘာသာတွေမပါဘဲနဲ့အရှေ့လယ်ပိုင်းဒေသတွေမှာပြည်သူတွေအားလုံး နေထိုင်ကြဖို့တင့်နေဆိုတာလေးရေးထားတာပေါ့ဒေတာတော့ဥပမာသူတို့ပြောတာတော့ဂျူးမိန်ကလေးတယောက်ကိုအာရကလောဇာလေးတယောက်ကကြိုက်ကောင်းကြိုက်မယ်အလားတူပဲအာရမိန်ကလေးတယောက်ကိုဂျူးမျိုးသားလေးကကြိုက်ကောင်းကြိုက်မယ်လူသားတွေဖြစ်တဲ့အတွက်အတူတူရှင်သန်ရက်တည်နေထိုင်လို့ရပါတယ်ခုနပြောတဲ့အတိုင်းဘာသာရေးရမုံဒီအားတွေလာဘယ်ဘာသာကတော့ကြီးကျက်မြင့်မြတ်တယ်ဘယ်ဘာသာကတော့နှိမ့်ချတယ်ဘယ်ဘာသာကတော့ကောင်းတယ်ဘယ်ဘာသာကတော့မကောင်းဘူးဆိုတဲ့ ကျင်းမြောင်းတဲ့အယူဆတွေဖယ်ရှားနိုင်မှသာအရှိလက်ပိုင်းမှာကျိစာတင့်နေတာတွေရောပါသွားမယ်လို့လေးလာတင်ဆက်ပါတယ်။ဟုတ်ကဲ့ပါဆရာအခုဆိုရင်ပေါ့နော်အမေရိကန်နဲ့တရုတ်နိုင်ငံကြားရမှာလဲစီးပွားရေးဆိုင်ရာပြဿနာရပ်ပြီးရှိနေပါတယ်ဆရာဒီအကြောင်းအရာလေးနဲ့ပတ်သက်ပြီးတော့ကမ္ဘာစီးပွားရေးပေါ်ဘူးပေါ့နော်ဘယ်လိုမျိုးလေးတက်ရောက်မှုရှိနိုင်လဲဆိုတာလေးလည်းရှင်းပြပေးပါအောင်ရှင်။ဟုတ်ကဲ့အစီအွားရေးကတော့တစ်ကမ္ဘာလုံးမှာလှုပ်လှုပ်ခတ်ခတ်ဖြစ်နေတာကြားပါပြီ။